ောင်ကောင်ဆန္ဒပြပွဲတွေစတင်ဖြစ်ပေါ်ခဲ့ပြီးနှစ်လခွဲကြာမှာတော့ဆန္ဒပြပွဲကိုဦးစီးခဲ့တဲ့ခေါင်းဆောင်တွေတယောက်ပြီးတယောက်အဖမ်းခင်ခဲ့ရပြီဖြစ်ပါတယ်။အဲ့ဒီအဖမ်းခံရသူတွေကအဲ့လက်ချောင်းကတော့အထင်ရှားဆုံးကျောင်းသားခေါင်းဆောင်တယောက်ဖြစ်ပြီးတရုတ်အစိုးရကိုသူပြောကျင်တဲ့စကားကတော့ရိုးရိုးရှင်းရှင်းလေးပဲဖြစ်ပါတယ်။ as your response to the movement to the voice of Hong Kong people but we would not give up and we will ကျွန်တော်တို့လက်မလျှော့ပါဘူး တရုတ်အစိုးရစိတ်ပြောင်းသွားတဲ့အထိကျွန်တော်တို့ကြံ့ညံ့ခံရင်ဆိုင်သွားမှာပါလို့ပြောသွားတာပါတရုတ်အစိုးရက2010ဟောင်ကောင်အုပ်ချုပ်ရေးမှုရွေးချယ်ပွဲအတွက်အမည်စည်းရင်းကိုသူတို့ကစီစစ်မယ်လို့ဆိုလာခြင်းဟာ1984ခုနှစ်မှာဗြိတိရှအစိုးရနဲ့သဘောတူခဲ့တဲ့တနိုင်ငံစနစ်နှမျိုးနဲ့အုပ်ချုပ်မယ်ဆိုတဲ့ကတိကိုချိုးဖောက်လိုက်တာပဲဖြစ်တယ်လို့ဆန္ဒပြသူတွေကပြောပါတယ် တရုတ်အစိုးရကတော့ဟောင်ကောင်ဆန္ဒပြပွဲတွေဟာတရားဥပဒေနဲ့မကိုက်ညီဘူးဆိုတဲ့အကြောင်းပြချက်နဲ့လှစ်လူရှုခဲ့တယ်လို့နိုင်ငံတကာရဲ့ဝေဖန်မှုကလည်းညှင်းဆူကန့်ကွက်ခဲ့ပါတယ်တရုတ်အစိုးရဟာဟောင်ကောင်ဆန္ဒပြပွဲတွေနဲ့ပတ်သက်လို့ဘယ်နိုင်ငံဘယ်ဖွဲ့စည်းဘယ်လူပုဂ္ဂိုလ်တဦးတယောက်ရဲ့ဝင်ရောက်ဆွတ်ဖက်မှုကိုမဆိုစန့်ကျင်ပါတယ်ကျွန်တော်ထပ်ပြောချင်တာကတော့တရုတ်အစိုးရအနေနဲ့ရော ဟောင်ကောင်လူမှုအုပ်ချုပ်ရေးအဖွဲ့အနေနဲ့ပါဖြစ်ပေါ်လာသမျှကိစ္စတွေကိုတရားဥပဒေနဲ့အညီဆောင်ရွက်ဖို့အခွင့်အရေးအပြည့်အဝရှိပါတယ်လို့ပြောသွားတာဖြစ်ပါတယ်။အဲ့ဒီဟောင်ကောင် Occupy Center ဆန္ဒပြပွဲတွေနဲ့ဒီမိုကရေစီရဲ့လှုပ်ရှားမှုတွေဟာထောင်တောင်းချီတဲ့လူတွေကိုလမ်းမတွေပေါ်ထွက်လာစေတာကြောင့်ဟောင်ကောင်ရဲ့စီးပွားရေးလက်ပတ်မှုဆိုင်ရာဒေသတွေကိုထိခိုက်စေခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ဆန္ဒပြသူအရေးအတွက်တဖြည်းဖြည်းနှဲပါလာပြီးအာဏာပိုင်တွေကဆန္ဒပြစခန်းတွေကိုဖယ်ရှားချိန်မှာတော့အမားကန်ခေါင်းဆောင်တွေသာစခန်းတွေမှာကြန့်ရှိပါတော့တယ်။နောက်ထပ်အကြမ်းဖက်မှုသတင်းကိုမကြားရပါဘူး။ចောင်းသားတွေနဲ့တက်ကြွလှုပ်ရှားသူတွေကတော့ဒီမိုကရေစီရဲ့အတွက်ဆက်လက်ဆောင်ရွက်သွားမယ်လို့ပြောကြပါဗျာ။ I'll be released finally and we will still do work in the community နောက်ဆုံးတော့လွတ်မြောက်မှာပါဒီမိုကရေစီရဲ့အတွက်ရေရှည်တိုက်ပွဲဝင်မှုစိတ်ကူးတွေကိုလူရုစီဖြန့်ဝေရေးအလုပ်တွေဆက်လုပ်သွားမှာပါလို့ပြောသွားတာဖြစ်ပါတယ်အခုအချိန်မှာတော့ဆန္ဒပြသူတွေတိမ့်ပိုက်ခဲ့တဲ့လမ်းတွေကိုပြန်ဖွင့်ပြီး occupy center လှုပ်ရှားမှုတွေဟာလည်းပြီးဆုံးသွားပါပြီအဲ့ဒီလှုပ်ရှားမှုကြီးဟာဟောင်ကောင်ပြည်သူတွေရဲ့တရုတ်အစိုးရကိုအကြမ်းရှည်ဆုံးဆန့်ကျင်ခဲ့တဲ့ပထမဆုံးဆုံးလှုပ်ရှားမှုဖြစ်ပါတယ်ခင်ဗျာ